ထောပတ်တီးရဲ့ကောင်းကျိုးနဲ့ဆိုးကျိုးတွေကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။ကောင်းကျိုးများအာဟာရတက်ကြွယ်ဝခြင်းထောပတ်တီးမှာဗီတာမင် K, C, E, B6 ဖောဖလိပ်ပိုတက်ဆီယမ်နဲ့ကျန်းမာရေးနဲ့ညီညွတ်တဲ့မပြည့်ဝစီ Non saturated fats တွေအပါဝင်အာဟာရတက်မျိုးစုံကြွယ်ဝစွာ ပါဝင်ပါတယ်။နှလုံးကျန်းမာရေးကိုအထောက်အကူပြုခြင်းထောပတ်တီးမှာပါတဲ့ Non saturated fat အထူးသဖြင့် Oleic acid ဟာမကောင်းတဲ့ကိုလက်စထရောအိုတိုကိုရှော့ချပေးနိုင်ပြီးနှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ကိုတက်စီရန်ဓာတ်ကလည်းသွေးပေါင်ချိန်ကို ထိန်းညှိပေးရမှာကူညီပါတယ်။အမြင်ဓာတ်များစွာပါဝင်ခြင်းအမြင်ဓာတ်ကျော်ဝရာကြောင့်အစာချေစနစ်ကိုကောင်းမွန်စေပြီးဝမ်းမံစေပါတယ်။ဒါ့အပြင်ဗိုက်ပြင်းတင်းတိမ်မှုကို ခံစားရစေလို့ကိုလေးချိန်ထိန်းသိမ်းရမှာလည်းအထောက်အကူပြုနိုင်ပါတယ်။မျက်စိကျန်းမာရေးအတွက်ကောင်းမွန်ခြင်း လူတိနဲ့ဇက်စန်တလူမျိုးမျက်စိအတွက်အကျိုးပြုတဲ့ antioxidants ပါဝင်လို့အသက်အရွယ်ကြောင့်ဖြစ်တဲ့မျက်စိရောဂါတွေရဲ့ဖြစ်နိုင်ခြေကိုလျှော့ချပေးနိုင်ပါတယ်။အာဟာရဆုံးယူမှုကို အားကောင်းစေခြင်းထောပတ်သီးမှာပါတဲ့အဆီဓာတ်ကတခြားအစာအစာတွေမှာ ပါဝင်တဲ့အဆီမှာပျော်ဝင်တဲ့ဗီတာမင် A, D, E, K ကိုခန္ဓာကိုယ်ကပိုမိုဆုပ်ယူနိုင်အောင်ကူညီပေးပါတယ်။ဓာတ်တိုးဆန့်ကျင်ပစ္စည်း antioxidants ကျွေးဝခြင်း ခန္ဓာကိုယ်ရဲကဆဲရီပျက်စီးခြင်းကနေကာကွယ်ပေးနိုင်တဲ့ antioxidants တွေပါဝင်ပါတယ်။တတိပြုရန်အချက်များကယ်လိုရီများခြင်းထောပတ်သီးဟာကျန်းမာရေးနဲ့ညီတဲ့အစီတွေပါဝင်ပေမဲ့ကယ်လိုရီပါဝင်မှုလည်းမြင့်မားပါတယ်။ဒါကြောင့်အလွန်ကြုံစားသုံးမိရင်ကိုယ်လေးချိန်တက်လာနိုင်ပါတယ်။စားသုံးတဲ့ပမာဏကိုတတိပြုသင့်ပါတယ်။ဈေးနှုန်းမြင့်မားခြင်းတချို့နေရာတွေမှာတခြားအသီးရွက်တွေနဲ့ရှင်ရင်ဈေးနှုန်းအနည်းငယ်ပိုကြီးတတ်ပါတယ် ဓမ္မတဲမှုဖြစ်နိုင်ခြင်းရှားပါပေမဲ့တချို့လူတွေမှာထောပတ်သီးနဲ့ဓမ္မတဲမှု allergy ဖြစ်တတ်ပါတဲ့အထူးသဖြင့်ကျက်စုစေး latex နဲ့ဓမ္မတဲတဲ့သူတွေမှာပိုဖြစ်နိုင်ပါတယ်။အလွန်ကြုံစားသုံးပါကအစာမကြေခြင်းအမြင်တတ်နဲ့အဆီတက်များတာကြောင့်တစ်ချိန်တည်းမှာအများကြီးစားသုံးမိရင်တချို့သူတွေမှာဗိုက်အောင်တာလေးပွားတာမျိုး ခံစားရနိုင်ပါတယ်။ ဇေဝများနဲ့ဓာတ်ပြူနိုင်ကြီးရှားပါထောပတ်သီးမှာဗီတာမင် K ပါဝင်မှုများတာကြောင့်သွေးကြဲဆေးတောက်သုံးနေသူတွေအနေနဲ့ပမာဏများများစားသုံးမယ်ဆိုရင်ဆရာဝန်နဲ့အရင်တိုင်ပင်သင့်ပါတယ်ပုံမှန်အနေထားစားသုံးခြင်းကတော့အများအားဖြင့်ပြဿနာမရှိတတ်ပါအချုပ်ထောပတ်သီးဟာ ရေဘူးရအားဖြင့်အဟာရပြည့်ဝပြီးကျန်းမာရေးအတွက်အကျိုးကျေးဇူးများစွာ ပေးစွမ်းနိုင်တဲ့အစားအစာတစ်ခုဖြစ်ပါတယ်။ဒါပေမဲ့ကယ်လိုရီများတာကြောင့် တင်းတင်းမြတ်တဲ့ပမာဏကိုသာစားသုံးဖို့အကြံပြုလိုပါတယ်။ဒီလိုအကြောင်းအရာတွေကိုကြိုက်နှစ်သက်တယ်ဆိုရင် ကျွန်တော်ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်။